ချင်းချင်းဆက်ဆက်အနက်မွှွှဲမွှဲလေးနဲ့ကျွန်တော်တို့အမြဲတမ်းစားနေကြမဟုတ်တဲ့အတုံးနဲ့အခုလိုကြံမဆိုင်ဟင်းညိုလေးကိုတက်တက်လွတ်ချက်စားပါမယ်ခင်ဗျာလဲကောင်းလားတီမီဝီအတုတ်ကတော့ကျန်ရွက်နဲ့ပဲလေး6ကိုအတုံးမှာပဲဖြစ်ပါတယ်ပဲလေး6ရဲ့ကျန်ရွက်တွေကိုရေစိမ်ထားလိုက်ပါမယ်ခင်ဗျာပြီးရင်အတုတ်တဲထက်မဲ့ကျက်တုံမိတ်ကိုပပါလီနန်းနမင်းလေးကိုအရွက်တွေရောအယိုးတွေရောပပါလီမြူသီးသိမ်းများများကိုလည်းပပါလီကျက်တုံပြူကိုဓာပြရက်ပြီးပပါလီ ပြီးရင်ရေစိမ်းထားတဲ့တန်းနည်းရက်တွေကိုရေနွေးစုစုပါခဏလေးပြုတ်မယ်။ဆယ်လိုက်ပြီးတော့ပဲလေးချောက်တွေကိုပါခဏလေးပြုတ်ပြီးတော့စကားနဲ့စစ်ထားပေးလိုက်ပါမယ်။ဇလုံးထဲမှာပဲလေးချောက်နဲ့တန်းနည်းရက်တွေထက်မြုပ်သီးစိမ်းကျွတ်သွန်ပြူထက်နှမ်းလော်မြတ်များနှမ်းစီနဲ့မြုပ်သီးအကြက်မုံအမဲရောင်ဗနီကာဟင်းရွက်မုန့်စာစီကိုအိုကင်းတိုက်ပူနေအောင်လုပ်ပြီးတော့ထည့်လိုက်ပါမယ်။ပြီးရင်ထည့်ထားတဲ့ဟာတွေအကုန်လုံးကိုတမအောင်ရောမွေလိုက်ပါမယ်။အကုန်လုံးတမဝါပြီဆိုတော့မှနန်းနံမင်းနဲ့ကျွတ်တော်မိတ်တွေကိုထည့်ပြီးတော့ ပြန်ပြီးတော့တမအောင်ထပ်မှွေလိုက်ပါမယ်။အခုဆိုရင်ချင်းချင်းဆက်ဆက်လေးနဲ့အစာကောင်းနဲ့တက်တက်လွတ်ဟင်းလျာပဲလေးချောင်းနဲ့ကျွန်းရွက်မှုကိုတုတ်ထားတာပဲဖြစ်ပါတယ်။တကယ်စားကောင်းတာတော့အမခန့်ပါပဲခင်ဗျာ။ကြံမဆိုင်ကိုပဲပြားလေးနဲ့ပူပူဆက်ဆက်လေးချက်စားပါအောင်မယ်။ရေစေးတန်းတင်ထားတဲ့ကြံမဆိုင်ကိုနေတော်လေးတွေလှည့်ဖြတ်ပေးထားလိုက်ပါမယ်။ ပြီးရင်ဒါကပေးပြား6ဖြစ်ပါတယ်ပေးပြား6လေးကိုလည်းလီးပြီးရင်ဒဲဝိုးတဲကိုစီထည့်ပြီးတော့စက်တုံဖြူနဲ့စက်တုံမိတ်အရင်နနမင်းအရင်တွေကိုထည့်ပြီးတော့စီတက်ပြီးလိုက်မယ်အနံလေးမွေးပြီဆိုတော့မှပြက်ထားတဲ့ကြမ်းဆိုင်တွေထည့်ပြီးတော့စီတက်မယ်ယူနိပူပူလေးလောင်းထည့်လိုက်ပါမယ်ခင်ဗျာဟင်းဟိုးတန်နေချိန်မှာပေးပြားအပြော့လေးကိုလည်းကျွန်တော်တို့လေးခက်တွက်တွက်လေးလီးထားလိုက်ပါမယ်ဟင်းဟိုးကပုတ်ပွက်ဆူလာပြီဆိုရင်တော့အရသာအတွက်စာဟင်းရွက်မုတ်တကြားပဲငံပြားရဲ့အကျဲလိုလိုလိုက်နိုင်ပါလေပြီးရင်ပဲပြား၆နဲ့ပဲပြားပြုတ်တွေထည့်ပြီးတော့ပြန်လဲပြီးတော့ တည်ထားပေးလိုက်ပါမယ်။ငွေကောင်းမှုများများလေးဖြူကျက်သွုံမိတ်လေးအပေါ်ကထပ်ဖြူလိုက်တာနဲ့ပူပူဆက်ဆက်နဲ့စားကောင်းတဲ့တသက်လွတ်ချမ်းသာဟင်းရည်လေးရပါပြီ။ကျွမ်းရွသုံးနဲ့တွဲဖက်စားထိမိကွေပေါ့ခင်ဗျာ။ကဲစားလိုက်ပါဦးမယ်ဗျို့ဒီနေ့ကတော့တက်လို့ဆိုပေမဲ့ထီထီမိမိကူကူဖြစ်အောင်လဲစားရသေးတယ်။အင်းငါလေးကကြမဆိုင်ကိုတူဘူးချောက်ရဲတူဘူးအပြော့ရဲနဲ့ရောချက်ထားတာချင်းငန်ဆက်ဖြစ်ပြီးတော့ထမင်းရမ်းမယ် ဒါလေးကတော့မှုချောင်းနဲ့ပဲလိတ်တွေကိုလုံးဝထိတိမိမိကူကူဖြစ်အောင်တုတ်ထားတာဒါပေမဲ့မြန်မာတုတ်လို့တော့မဟုတ်ဘူးပေါ့နော်အိမ်မှာကတော့ကစုံရဲ့ကြော်ပဲကြော်တယ်တက်တက်လို့စားရဆိုလို့ရှိရင်လည်းထိမိကူဖြစ်အောင်စားဖို့တော့လိုရပါပေါ့လေကောင်းလေကောင်းလားမမွေးချစ်ချင်ဆက်ဆက်လေးနဲ့ဘလို့ရတာနဲ့မှမတူဘူး ဒီနေ့သက်သက်လောက်ကတော့ထင်မိဝေးနေတာဒီတော့လေတော်တော်ကောင်းတာကျွန်တော်တို့မြန်မာတွေကပုံမှန်အားဖြင့်တော့ဒီလိုမျိုးစက်တိုင်းတုံးမစားကြဘူးပေါ့နော်อืม ွန်းညိုလေးရလဲကောင်းဟင်းညိုကတော်တော်ကောင်းတာပါညိုကောင်းမင်းများလေးနဲ့ဆိုတော့ပွင့်ထွက်သွားပါ ဲဆိုရင်ကျွန်တော်ဆက်စားလိုက်အောင်ပါလေတကယ်လို့တသက်လို့စားဖြစ်တဲ့လူတွေရှိရင်အခုလို့ဟင်းညိုလေးရဲ့အခုလို့ကျွန်တော်ရဲ့နဲ့ပဲလေးချောက်အတုပ်လေးတုပ်စားကြည့်ပါခင်ဗျာတသက်လို့စားလဲထိမိကွိဖြစ်ဖို့တော့လိုတယ်နော်ဆွဲလိုက်အောင်ပါอืม